မိုးလီဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှဒီနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီခွဲအချိန်မှာမိုးကြီးမဲ့သတိပေးချက်ကိုထုတ်ပြန်ပါတယ်။ဒီနေ့မြန်မာစံတော်ချိန်ညနေ4:00နာရီခွဲချိန်တိုင်းထွာချက်များအရာကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာလေဒုမငြိမ်မသက်မှုများဖြစ်ပေါ်လာနိုင်ခြင်းကြောင့်၎င်းမုတ်တုံလီဆက်လက်ဝင်ရောက်လာနိုင်ခြင်းကြောင့်၎င်းအပူပြန်တက်တိမ်များဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့်လည်းကောင်းဒီနေ့ညနေမှာမေလ20ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်မှာ နေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာ ာနေရာကွက်ပြီးမိုးချီနိုင်ပါတယ် ဒါကြောင့်မိုးတီထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပြခြင်း၊လျှက်စီးလက်ခြင်း၊မိုးတီကျွေခြင်း၊လျှက်တပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘောအဘေးအန္တရာယ်များဖြစ်ပေါ်နိုင်တာကြောင့်အဆိုပါဒေတာများရှိကုန်းမြင့်ဒေတာအနီးမှာနေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်၊မြင့်ငယ်ချောင်းငယ်များအနီးမှာနေထိုင်ကြသူများအနေဖြင့်ရေကြီးရေလျှိုက်မှုများကိုကြိုတင်တရစ်ပြူရှောင်ရှားနိုင်ပါရန်နဲ့ပြည်တွင်းရေချောင်းတော်လာရင်လေချောင်းပြန်တိုင်းအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန်တတိပေးနှိုးဆော်ထားပါရခင်ဗျာ